ဟယ်လိုဘောရလိုမယ်မင်္ဂလာပါကျွန်တော်တော့တာလိုက်ပါဒီနေ့မှာတော့ကျွန်တော်ဘောတော့ဒီ accessory လေးပြန်တင်မယ်အဲ့တော့ accessory မတင်တာကျွန်တော်တော်တော်ကြာသွားပြီ3လလောက်တော့ရှိသွားတယ်အဲ့တော့ဘောတို့အဲ့ဒီအတွက်လည်းတောင်းမယ်နဲ့အဲ့တော့နောက်ဆုံးတော့ကျွန်တော်ဘောတို့ညှော်လင်းနေရဘောတော့ဒီ accessory လေးပြန်လာပြီအဲ့တော့ဒီနေ့မှာကျွန်တော်ပြောင်းအောင် accessory လေးကအရန်ရိုးရှင်းတယ်အဲအရန်ရှုပ်တာတွေပါပြီဘာမှတော့မရှိဘူးကျွန်တော်တို့ mission တွေလောက်ရမယ်ဘောနော် အဲအဲ့ဒါပါပဲအဲ့ထက်တော့ပူတာတော့မရှိဘူးအရန်လွယ်တယ်အဲ့တော့ဘွားလေးဗီဒီယိုလေးအဆုံးလေးကြည့်ပေးပါကြာ Okay ဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီမှာ search bar မှာရေဆုံးရှာမှာကကျွန်တော်တို့ဒီမှာပေါ့နော်ဗာလဲ welcome to လို့ကျွန်တော်တို့ဒီပေါ့နော် touch quest ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်မကျွန်တော်ရိုက်တဲ့အတိုင်းရိုက်နော်မှားပါဆိုလို့ Okay ဒီမှာကျွန်တော်နှိပ်လိုက်ပြီအဲ touch quest ဆိုတဲ့ဟာလေးအဲဒီကောင်လေးဒီ game လေးနော် ဒီ game လေးအဲ့ game လေးတွေကိုကျွန်တော်တို့ဝင်မယ်ဒီ game ထဲမှာကျွန်တော်တို့အရင်ဆုံး item စရင်ယူမယ်ပေါ့နော် okay let's go ဆိုတော့ကျွန်တော် game နဲ့တော့ရောက်ပြီ game နဲ့ရောက်ပြီဆိုတော့อืมကျွန်တော်ဒီမှာ token တွေစုရမယ်ပြားသလား token ကျွန်တော်ဘေးနားထဲမှာ token တွေ့လား0ပဲရှိရဲအဲ့တော့အဲ့ token တွေကျွန်တော်လိုက်စုရမယ်စုမယ်ဆိုတော့ကျွန်တော်အရင်ဆုံးသွားမှာကကျွန်တော်ဒီ home ပေါ့နော်ကျွန်တော်ဒီ home နဲ့ဝင်လိုက်မယ်ပြန်ကျွန်တော် teleport နဲ့တခြားတနေရာတကူကူသူကခေါ်ပါလိမ့်မယ်ဟာတင်းသူ the home ပေါ့နော်မင်းရဲ့အိမ်ကိုခေါ်ပါလိမ့်မယ်အိမ်ကိုခေါ်ရင်ကျွန်တော်တို့ခဏတော့စောင့်လိုက်မယ်ဒါပဲအရင်ရိုးရှင်နေပြီးရင်အဲ့ထဲထဲမှာကျွန်တော်တို့ mission လေးနည်းနည်းပါးပါး အဲလောက်ရမယ်ပေါ့နော်။ဘာကြီးလောက်ရမလဲကျွန်တော်တို့ခဏလေးဆောက်ကြည့်လိုက်မယ်။ Okay ဆိုတော့ကျွန်တော် gain တွေရောက်ပြီ။ရောက်ပြီဆိုတော့ကျွန်တော်ဒီအိမ်ပေါ့နော်အဲ့တော့အိမ်ထဲဝင်လိုက်မယ်။အိမ်ထဲဝင်လိုက်မယ်။ Okay အိမ်ထဲဝင်လိုက်ဆိုတော့ဒီကောင်လေးရေစကားပြောမှမယ်စကားပြောမှိုက်မယ်။ဒါမှဒီကောင်လေးဟမ်တို့လား။ဒါအီလေးပေါ်လာလိမ့်မယ်။အားလေးနှိပ်လိုက်။နှိပ်လိုက်လေဆိုလို့ကျွန်မဆိုစာရီပေါ်လာလိမ့်မယ်။ခဏကြီး click လိုက်ဗျာ။ကြော်ပလိုက်။ Okay သူအရင်ဆုံးစားလို့ခိုင်းတာကျွန်တော်မှ temperature 72ထားခိုင်းတဲ့အဲ့တော့ကျွန်တော် temperature ကိုမှ20ပဲရှိရအဲ့တော့အပေါင်းနှိပ်လိုက်မယ်။ ့အဲ82ကျွန်တော်ထားလိုက်မယ်ပေါ့နော်သူစပြီးတော့ပေးတယ်မရှင်ကကျွန်တော်9မျိုးလောက်မသိလောက်ပါမှာမရှင်က60 82 okay ရပါပြီခဏဆောက်လိုက်မယ် amazing jaw တဲ့ okay ကောင်းတယ်အော်၄ခုလောက်ပါမှာနောက်တစ်ခုနှစ်ခုအဲ find the amazing hand master တဲ့ mean hand master ကိုရှာပါတဲ့အဲဘယ်နာမှာတော့ဟာခဏလေးငါဘလို့ရှာရမှာလဲခဏကျွန်တော်ကြည့်လိုက်အောင်မယ်ပေါ်ထပ်မှာလားမသိအေးဒီခန်းထဲကဘာကြီးတော့ခဏလေး အဲတမာတော့ငါတွေ့လည်းမတွေ့ပါလားအကောင်နဲ့တွေ့တာတော့မတွေ့ပဲရောက်နေရတော့ဒီကောင်ကားနေပါတော့တကူးကတော့တကူးကတော့လောက်ပါမှာကျွန်တော်နည်းနည်းမှားနေတယ်နဲ့ကျွန်တော်တို့ကဒါလည်းမဟုတ်ဘူးအဲနည်းနည်းတော့လွဲနေတော့โอเคကဒါပါလေးတယ်အော်ဒီမှာလိုကေးယူအဲအော်ဒီမှာဒီမှာတူโอเคရက်လိုက်ပြီဟမ်ရပါပြီအော်တွေ့ပါပြီဟုတ်တယ်အဲ့ဒါနေပဲလုံတော့ပါတော့โอเคဒါ3ကိုကြည့်လိုက်မယ်3ရာ house line နဲ့โอเคဒီကောင်လေးကိုနှိပ်ရမှာစအောက်ကဟာလေးကိုနှိပ်ပြီး setting လေးကိုနှိပ် ပြီးရင်တော့40ထားခိုင်းတယ်40ဆိုကျွန်တော်40ထားပြလိုက်မယ်ဒါပဲအဲရမ်းလွယ်ရတာဘာမှမကတ်ဘူးပြီးပါပြီနောက်နံပါတ်4နံပါတ်4ကဘာလို့ခိုင်းမှာလဲရတယ်ဘာမှမပြောအောက်ကဟာလေးဝယ်နှိမ့်လိုက်မယ်ဆွမ်းနာလုပ်တဲ့အတိုင်းပြီးစတင်လေးကိုနှိမ့်လိုက်မယ်အဲအော်သချင်းပြောင်းအောင်ပါအဲ့တော့ကျွန်တော်သချင်း truck ကို၄ပြောင်းလိုက်မယ်ဆိုတော့ clean ငိုအငိုတိတ်အောင်သချင်းညင်ညင်လေးပြောင်းခိုင်းတာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီအတိုင်းကျွန်တော်လုပ်လိုက်မယ်လုပ်ပြီးပြီဆိုတော့ကျွန်တော်အောက်မှာဟိုကောင်လေးကိုဆွမ်းနာဟိုကောင်စကားပြန်တော့ပြောလိုက်မယ်အော်မ great job လေပြီးွားရပေါ့နော်ပြီးွားရဆိုကျွန်တော် mission တစ်ခုတော့ ပြီးပါပြီ။ Okay ဆိုတော့ကျွန်တော်အဲ့ mission ကျွန်တော်ပြီးသွားတော့ကျွန်တော် twin token ကတော့၅ခုရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အဲ့ဒါကိုပဲထပ်ပြီးတော့လုပ်မယ်။ဆိုတော့ကျွန်တော် mission လက်ပြီးပြီဆိုတော့ token ကကျွန်တော်6ခုတော့ရလာပြီအဲ့တော့6ခုရပြီဆိုကျွန်တော်ဒီဘေးနာဘန်အိမ်လေးကိုနှိပ်လိုက်မယ်။ Okay အိမ်ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီတက်ရောက်လာပြီဆိုလို့ရှိရင်ဒီမှာ ဒီနားလေးမှာနော်အဲဒီကောင်လေးကိုနှိမ့်လိုက်ပါဘိုင်းပတ်တယ်ဟုတ်လားတိုကင်နဲ့ဝယ်ရမှာဟိုကျွန်တော်မှာ9ခုရှိတာအဲ့တော့ကျွန်တော်ဒီစက်ရုပ်ခွေးလေးဝယ်လိုက်မယ်ဒီစက်ရုပ်ခွေးအောက်မှာအများကြီးရကျွန်တော်ကောင်လေးလည်းဝယ်လို့ရတာပဲโอเคစက်ရုပ်ခွေးဝယ်လိုက်တော့ကျွန်တော်တစ်ခုရသွားပြီအဲဘီနားလေးမပေါ်လာရေပေါ့နော်အဲ့တော့ဘာလေးလေးတော့မသိဘူးအဲ့လေးကျွန်တော်ချက်သွားကြည့်လိုက်မယ်ကျွန်တော်ရဲ့ inventory ရောက်သွားပြီ avatar ထဲမှာချက်သွားကြည့်မယ် custom mic အဲဘယ်မှာတော့ all my accessory accessory ထဲမှာလာသူက accessory တွေမှာအော်အုတ်ထုတ်လေးရတာပဲမစိုးဘူးเนาะအုတ်ထုတ်လေးရတော်တော်မိုက်တယ်ကျွန်တော်အထာကြခြင်းနဲ့လူကြီးဆိုလို့ရှိရင်တော့ဒီအုတ်ထုတ်လေးနဲ့ဆိုတော်တော်လေးလှရလို့မြင်တာခဏလေးကျွန်တော်စပင်ဖြောက်လာမှစပင်ရှုပ်နော်ဟမ်အာကျွန်တော်တော်ရိုးဆိုးပါဗျာငေါကောင်းကြီးနေဟာမိုက်တယ်ဟုတ်တယ်ကျွန်တော်ဒီအထာကြခြင်းနဲ့လူကြီးအတွက်ဆိုလို့ရှိရင်တော့စိုးဘူးလို့ပြောလို့ရတယ်အုတ်ထုတ်လေးโอเคဒါကျွန်တော်ထပ်ယူမှာမဟုတ်ထပ်မယူကဘောလို့ဂျုံးစံတာကျွန်တော်တခုလောက်ပြောခြင်းတယ်အဲ့ဒါတော့ B shop မှာကျွန်တော်တို့ robot နဲ့ gamepad တွေကိုဇင်းသွားစားနဲ့ဝေးလို့ရမယ်ပြီးရင် robot နဲ့ကျွန်တော်တို့ gameplay gamepad တွေပါမတ်နဲ့တွေရဲ့ပြီးရင်ကျွန်တော် grey guy နဲ့ပတ်တွေကိုလည်းဝေးလို့ရမှာဖြစ်တယ်အခြားကျွန်တော်တို့ grey guy နဲ့ပတ်စံတွေကိုလည်းထပ်မံဝေးလို့ရမှာဖြစ်ပြီးတော့ new ပတ်တွေဖြစ်တဲ့ disco bee နဲ့ butterfly ကိုလည်းထပ်မံဝေးလို့ရမှာဖြစ်တယ်အဲ့တော့ rating လည်းကောင်းပြီလားဆိုတော့ယုံကြည်ရတယ်အဲ့တော့ B shop မှာဒါရောက်ဝေးဖို့အကြံပေးချင်ပါတယ် okay ဆိုတော့ကျွန်တော်နောက်ကိန်းတကိန်းထပ်သွားမယ်နောက်ကိန်းတကိန်းကကျွန်တော်တို့နည်းနည်းအဲမစ်ရှင်လောက်ရမယ်ပေါ့ဗျာသူမစ်ရှင်လောက်ရမှာကလည်းဒီလိုပဲရိုးရှင်းတယ်ဒါမှဆောင်းနာလိုမျိုးစကားတွေပါပြောရမှာမဟုတ်ဘူးကျွန်တော်တို့ဒီလိုဘောက်တွေရှားရမယ်ပေါ့နော်ဘောက်အခု20ရှားရမယ်အဲ့တော့အဲ့ဘောက်အခု20ကျွန်တော်တို့တွေးပြီးဆိုမှရမှာပေါ့နော်အဲ့တော့ဒီကောင်ကဘယ်လိုပြောမလဲအ then အချိန်ရကျွန်တော်တို့10မိနစ်လောက်ပဲပြန်မြပေးရတာဘယ်တော့မှမကြောက်ဘူးခဏလေးပဲမြန်တယ်ကျွန်တော်ဘောက်တီရှားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ထုံးစံတိုင်း search bar မှာကျွန်တော်တို့ဒီမှာအဲလူဘူလာပါဆိုလာပဲကျွန်တော်လူ mystery ဘောက်ဟန့်ဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်ရိုက်တဲ့နေရိုက်နော် okay ကျွန်တော်ဒီ game လေးကိုကျွန်တော်တို့ဝင်လိုက်မယ် let's go ဆိုတော့ကျွန်တော်ဂိမ်းထဲတော့ရောက်ပြီဂိမ်းထဲရောက်ပြီဆိုတော့ခဏလေးကျွန်တော်လိုင်းလက်တာလေးကိုခဏလေးစောင့်နေတာနည်းနည်းလေးလိုင်းလေးအပြည့်ဖြစ်သွားအောင်ပေါ့နော်โอเคဆိုတော့ဒီထဲမှာကျွန်တော်တို့ဘောက်တွေရှားရမယ်ဘောက်ကအခု20ရှားရမယ်အဲ့တော့ကျွန်တော်အရင်ဆုံးရှားရမယ့်နေရာလေးဘွားတို့တခြားလိုက်ကြည့်ပြင်တော့တနေရာမှာလွဲလို့မရအောင်တော့ဘွားတို့ဟိုလိုတခြားမတွေ့ပါဆိုတော့အဲ့တော့ကျွန်တော်အခုအရင်ဆုံးဒီမှာဒီကောင်းကိုစာယူမယ်ကျွန်တော်ယူရတာလိုက်ယူအဆင့်ညင်းစီပေါ့နော်အစင်မကြော်နဲ့လို့ဆိုလို့ကျင်ပါတော့ပျောက်မှာโอเคဆိုတော့ကျွန်တော်အပေါင်း20ဆိုတော့အရင်ဆုံးကျွန်တော်တို့10ခုအရင်တိုင်းလိုက်မယ်10ခုယူမှာကျွန်တော်တို့ ်နောက်ထပ်10ခုကကျွန်တော်တို့ဒီတိုင်းမပေါ်ဘူးဗျာအဲ့ဘောက်တွေကဗျာမရှိဘူးသိရမလားကျွန်တော် friend ကနေအမှအဲ့ဘောက်တွေကပေါ်မှာဒါပေမဲ့အဲ့အဆင့်ကိုနောက်မှလာမယ်အရင်ဆုံးကျွန်တော်တို့ပထမအဆင့်ကကျွန်တော်ဘောက်20ဘောက်30ရှာရမယ်ဘောက်10ခုပေါ့အဲ့တော့ကျွန်တော်အခုနှစ်ဘောက်တော့ရပြီဒီဘောက်တွေဒါအပင်မှာရှိတဲ့ဘောက်ပြီးရင်တော့အပေါ်မှာရှိသေးတဲ့ဘောက်တစ်ဘောက်အဲ့တော့ကျွန်တော်အရင်ဆုံး10ခုရှာမယ်တော့ဘွားတို့မမေ့နဲ့တော့အရင်ဆုံး10ခုရှာရမယ်ကျန်တဲ့ဟာတွေပါမတွေးနဲ့ဘူးဘောက်အရင်ဆုံး10ခုရှာမယ်ပြီးရင်နောက်ထပ်10ခုကအဲ့လိုယူတန်းရှာလို့မရဘူးဗျာအဲ့အကြောင်းမလို့အော်ဒီမှာနောက်တစ်ခုကဒီမှာအဲ ော့ကျွန်တော်သုံးခုရပါပြီဟုတ်လားသုံးခုရပါ Okay ဘာလေး letter တွေကပြန်လို့ပါရပါလားမိုက်တယ်အဲဒါအကာသာအိုးမစိုးပကံပြားပြန်လေ Okay ဒါကြောင့်နောက်တစ်နေရာဆက်သွားမယ်နောက်တစ်နေရာကျွန်တော်ဒီကစားခွင့်ဘက်ပေါ့နော်ဒီဘက်မှာ construction တွေဖတ်စီရှိရဘက်အဲ့ထဲထဲမှာကျွန်တော်တို့ရှာလိုက်မယ်အဲ Okay ဒီကောင်လေးဘာလေးလဲဘာ item လေးရမလဲ Okay ကျွန်တော်အုတ်ထုတ်လေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်နေရာဆက်သွားမယ်နောက်တစ်နေရာကျွန်တော်ဒီပန်းညာလေးထဲမှာအပင်ရဲ့အောက်လေးပေါ့နော်ဒီတောင်တန်းလေးတွေပါလို့လို့လှတဲ့ဒီနေရာလေးမှာရှိတယ် โอเคကော်စီလာလေးရတယ်ဗျမစိုးတော့မစိုးโอเคနောက်တစ်နေဆက်သွားမယ်အဲဒါကကျွန်တော်ရေကူးကန်ပေါ့နော်ပူးပေါ့နော်ဒီပူးရဲ့ဒီကောင်အောက်ခြေမှာနော်တေချာတေချာကြည့်ပြီတူလားအောက်ခြေမှာမမြင်နိုင်ပါရှိရှိမှာအားကြောင့်မို့လဲနည်းခတ်တယ်ဗျာတူလားဘွားတို့ရှာကျွန်တော်ဟာတေချာကြည့်မှရမယ်โอเคဒါဆိုကျွန်တော်၄ခုလောက်သိရှိပြီနော် ဆိုလို့မဆိုပါဘူး။ Okay ဒါကျွန်တော်နောက်တစ်နေရာကျွန်တော်ဒီအစနေရာရဲ့ဆွမ်းနာနာလေးပဲဒီအောက်နာလေးမှာနော်ဒီကောင်ဂျောင်လေးမှာကန့်နေတာ။ Okay ဒီကောင်လေးထပ်ရပါပြီ။ငါးခုပေါ့နော်။ဟုတ်တယ်ငါးခုတော့ရပါပြီ။ Okay new island ရပါပြီ။ဒါကျွန်တော်နောက်တစ်နေရာဆက်သွားမယ်။နောက်တစ်နေရာကျွန်တော်ဒီအပေါ်ဆုံးမှာပေါ့နော်ဒီကောင်ရဲ့ဒီနေရာကြီးအပေါ်ဆုံးမှာရှိတယ်။အတော်6ခုပေါ့နော်။အဲ့ပေါ့6ခုတော့ရပါပြီ။ Okay okay let's go. So ကျွန်တော်နောက်တစ်နေရာဆက်သွားမယ်။နောက်တစ်နေရာကကျွန်တော်ဒီရောအိမ်ရဲ့အပေါ်မှာရှိတယ်။အိမ်ရဲ့အပေါ်မှာမဒီနာလေးမှာ ခုနကခုဟလာခုနကခုလာကျွန်တော်မသိတော့ခုနကခုโอเคခုနကခုရပါပြီတော့ကျွန်တော်နောက်တနေ့စကူမယ်အဲနောက်တနေ့ကတော့ဗောတို့ကျွန်တော်ဒီပထမဆုံးဝင်ဝင်ချင်းနားရဲ့ဒီအပေါ်နားလေးမှာဗောနော်ဒီကောင်ကနည်းနည်းပုံကွယ်နေတာဟာဘာဖြစ်တာလဲခဏခဏလေးကညံ့နေတယ်ဟာလောက်ကြပါအောင်โอเคဒါကျွန်တော်ရပါပြီ 6ခုလား9ခုလား okay ကျွန်တော်တို့ဒါဆိုရလဲရပြီဆိုတော့အားလုံးပေါင်းကျွန်တော်10ခုလောက်တူရပါပြီကျွန်တော်စုလိုက်တာ10ခုလည်းရပြီဆိုတော့ကျွန်တော်တို့နောက်ဆုံးထပ်လောက်အောင်မှာကျွန်တော်တို့ဘာလို့မဆိုလို့ချင်းကျွန်တော်တို့ friend နေ like up ရမယ်ကျွန်တော်တို့ဒီ server မှာရှိတဲ့ friend နေအကုန်လုံး like up ရမယ်ပေါ့နော်အဲ့တော့ friend နေအကုန်လုံးကိုကျွန်တော်တို့ like up မှာသူကအဲ့ location နေရာတွေပေါ်လာမှာဗျာသိလားသူ့ဘာသူပေါ်လာမှာအဲ့တော့ကျွန်တော် friend နေအရင်ဆုံး like up လိုက်မယ်အကုန်လုံးဒီ server မှာရှိတဲ့ friend နည်းနည်းလေးပဲရှိတဲ့ server တွေဝင်မစော့နဲ့နော် friend နေအများကြီးရှိတဲ့ server ဝင်စော့ပြီးရင် friend နေအကုန် like up ဗျာသလား လိုက်အပ်လိုက်အပ်မှာအဲ့ဒီအဲ့ဒီဘောက်တွေကပေါ်လာမှာနောက်တဲ့10ခုကလေဒီ10ခုကတော့ကျွန်တော်ငကိုတွေကပေါ်လာပြီးသားအခုကအဲ့ဒီပျောက်နေတဲ့ဘောက်တွေသူ့ဘာသူအော်တိုပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော် friend တွေအပ်လိုက်ပြီးဆိုသူ့ဘာသူ location ကျလာလိမ့်မယ်ခဏလေးစောင့်လိုက်မယ်နည်းနည်းသူက friend တွေလက်ခံလာပြီးခဏစောင့်နေတာ โอเคမှာဘောက်ကအော်ဒီမှာပေါ်လာပြီ new box info တဲ့อืมဒီမှာတွေ့လာပေါ်လာပြီဆိုကျွန်တော်အဲ့နေရာလေးကျွန်တော်ဆက်သွားမယ် let's go ဆိုတော့အဲ့နေရာလေးကကျွန်တော်ဒီပန်းချန်လေးနားမှာဗောနော်ဒီရေကူးကန်လေးနားမှာအဲဒီမှာပေါ်လာတွေ့လာအစားဒီနားမှာမရှိဘူးအဲ့ဒီ friend နေအလိုက်မှာသူပေါ်လာတာโอเคရပါပြီ let's go ဆိုကျွန်တော်နောက်တနေရာကကျွန်တော်တို့ဒီဗောနော်အဲအလဲရဲ့ကျွန်တော်တို့ခဏလေးချက် ကြည့်လာအောင်မယ်အဲကျွန်တော်ခဏနေကျွန်တော်မပေါ်သေးဘူးခဏလေး အဲ့တော့ကျွန်တော်ထပ်အပ်လိုက်လေလူအကုန်အပ်ပြသေးလားအကုန်အပ်အကုန်အပ်အကုန်အပ်မပေါ်မှာသူလား friend ကလေမပေါ်ဘူးဆိုတာအပ်လို့လူအများကြီးလိုတယ်အဲ့ဒါမှာတဘောက်တဲ့ anabit tree တဲ့ဒီအပင်ကြီးအောက်မှာရှိရပါတော့အပင်ကြီးအောက်မှာအဲ့ဒီမှာဒီမှာဒီမှာမြင်နေရပြီဟမ်ဒီကောင်လေးဟမ်ရပြီ let's go okay ဒါဆိုရင်ရပြီဟမ်ပြီးပါပြီဒါကျွန်တော်နောက်တစ်နေရာဆက်သွားမယ်နောက်တစ်နေရာကျွန်တော်ဒီအိမ်ရဲ့အန်ဒီဘေးဘက်ချမ်းလေးမှာပေါ့နော်ဟွန်းလွယ်တဲ့အရင်မခတ်ဘူးတလားပေါ့ဘာလို့ခဏလေးပဲ အရင်မခတ်ဘူး okay so နောက်တနေရာကျွန်တော်အစနေရာရဲ့ဘေးနားလေးမှာပဲအစဒီနေရာမှာမရှိဘူးနော်တို့လားသူ့ဘာသူပေါ်လာတာ friend နဲ့ ally တော့သူ location နေပေါ်လာတာဗျာသူ့ဘာသူ okay let's go so နောက်တနေရာကျွန်တော်ဒီ chorzy ရဲ့နော်ဒီနားလေးမှာရှိတယ်အဲဒီကောင်ကထင်တာမြင်တာရှိပါတယ်ဒီနေရာကြီးက okay တက်ရပြီ let's go so နောက်တနေရာကျွန်တော်ရေကူးကန်ရဲ့ပေါ်တော့ဒီဘက်နောက်ဘက်ခြံမှာဒီနားနေနေရာလေးပေါ့နော် okay let's go ဟမ် ရပါပြီ။ Okay ဒါဆိုကျွန်တော်နောက်တစ်ညဒီ construction ရဲ့အနားလေးမှာပေါ့နော်ဒီအပေါ်လာနေမှာဆောနာဒီနားမှာမရှိဘူးအခုတော့ပေါ်လာပြီ။နောက်ဆုံးတော့ Okay ရပြီ။ရပြီဆိုကျွန်တော်ဒီကတော့အလေကွင်းနားလေးမှာပေါ့နော်ဒီအလေကွင်းနားလေးမှာကျွန်တော်ပတ်ပတ်လေးနားမှာရှာကြည့်လိုက်ရင်ဒီကောင်လေးကတွေ့နိုင်ရယ်။ Okay ဒါဆိုလက်ထက်ရပြီကျွန်တော်အဲနောက်ဆုံးဒါတော့နော်ဒါတော့နောက်ဆုံးနေရာကြီးပေါ့နောက်ဆုံးနေရာကြီးဆိုတော့ဒီကောင်ကလည်းကျွန်တော်ရေကူးကန်နာမှာပဲရေကူးကန်နာမှာဆိုတော့ဒီကောင်ကအပေါ်နားမှာကန့်နေတာကန့်နေတော့ကျွန်တော်ဒီနားလေးမှာဒီကောင်ကဘယ်လိုပြမလဲအင်းပောက်ကွားခုံရတယ်လို့ပဲဒီနားလေးမှာခဏလေးကျွန်တော်ပြမယ်အဲမမြင်ရတဲ့အတွက် အရေးလေးတွေကအမဲအောင်ရေးလေးဟမ်အတုံးလေးအဲ့ဒီပေါ်တက်ခုံပြီးတော့ယူရမှာကျွန်တော်တို့တေချာမမြင်ရမှာဆိုလို့ဒီမှာဟမ်ကားတော့လဲလိုသေးတာဒါနောက်ဆုံးပေါက်ပေါ့နော်ဒီပေါက်ရရင်ကျွန်တော်တို့ပြီးပါပြီ Okay let's go 20ဟမ်20ပြေးလိုက်တော့อืม perfect Okay နောက်ကျွန်တော်နောက်ဆုံးလောက်ရမှာကဒီနားလေးမှာကျွန်တော်တို့ error glitch နဲ့ကျွန်တော်ထွက်ရမှာပေါ့နော် glitch လောက်ပြီးတော့အဲ့တော့ကျွန်တော်အခုခေါင်းနဲ့ထိုးထားပြီးတော့ကျွန်တော် Godzilla လေးကိုတုံးလိုက်မယ်ဆိုလို့ရှိရင်ရတယ်အဲ့တော့ကျွန်တော်ပြန်လုပ်မှာခဏလေး အာထုတ်လိုက်မယ်ဒီကောင်အရင်ဆုံးဒီကောင်ခေါင်းနဲ့ထိုးအောက်ကိုကြည်ပြီးတော့ထိုးပြီးရင်ဘတ်ပေါက်လေးကိုနှိပ်ပြီးရင်ခြေတော့နှိပ်ဂေါ်စီလာလေးကိုနှိပ်လိုက်အမားလေးကိုနှိပ်လိုက်ပြီးဘာမှလုပ်နဲ့ဘာမှမနှိပ်နဲ့နော်ဘာမှလုပ်နဲ့တရားထားလိုက်โอเคမရအောင်မရအောင်ဆိုလို့ကြည်ဂေါ်စီလာကိုပြန်ပြီးတော့တင်လိုက်မယ်ပုတ်ပတ်နဲ့โอเคပြီးပြန်လုံးမယ်ခေါင်းကိုထက်ဆိုင်မယ်ဆိုင်ပြီးတော့ဘောက်ပတ်လေးကိုနှိပ်မယ်ဟလာပြီးရင်ဂေါ်စီလာလေးကိုနှိပ်မယ်အမားလေးကိုနှိပ်မယ်ဘာဆုံးမှမနှိပ်နဲ့နော်သူ့ဘောက်သူဝင်သွားလိမ့်မယ်ထဲတဲ့ကိုချက်ချင်းတော့မအောင်မြင်ဘူးညာတဲ့ဘောက်ကိုလောက်ရမယ်အပြင်ုံထွက်မှရမှာကျွန်တော်တို့ အောင်ကိုထိုးမယ်ဂေါ်စီယာလေးကိုတတ်လိုက်မယ်အမားလေးကိုနှိမ်မယ်ဂလီရှင်အဲအဲဒါဝင်တော့မယ်ဝင်တော့မယ်ကျွန်တော်ဝင်တော့မယ်ဝင်တော့မယ်ဝင်တော့မယ်ဘာမှနှိမ်နေတော့ဘာမှနှိမ်နေတော့နှိမ်ရင်လွဲချော်သွားလိမ့်မယ်အာ sorry မနှိမ်နဲ့မနှိမ်နဲ့ရတယ် okay ပြီးရင်ကျွန်တော်တို့ဂေါ်စီယာလေးကိုထုတ်လိုက်တော့ရသွားပြီအမ်အပြင်ရသွားပြီပြီးသွားပြီအဲဆိုလို့ရှိရင်ကျွန်တော်အပြင်မှာပေါ့နော်အဲ့သူ့ရဲ့ UGC ကအပြင်မှာရှိတာဒီကောင်အပြင်ပတ်မှာဒီမှာဒီနားလေးမှာဒီနားလေးမှာကျွန်တော်ယူရမှာသူကဝစ်စုံတစ်ဆက်ရတာပေါ့နော်အကုန်ရတာ အဲအဲ့တော့သူလိုချင်တာရွေးလို့ရတယ်ပေါ့နော်ဒီမှာမိန်ကလေးလိုချင်ရယောက်ျားလေးလိုချင်လဲအဲ့တော့ကျွန်တော်ယောက်ျားလေးပဲလိုချင်လဲဆိုယောက်ျားလေးကိုနှိပ်လိုက်မှာโอเคရွားရည်ဒါဆိုရင်ပြီးွားရည်ပေါ့နော်ဘောင်း20ရာမှာအဲ့ဒီကောင်ကြီးကိုသွားပြီးစကားပြောပြီးယူလို့ရမှာနော်သူကဘောင်း20မပြင်းယူလို့မရအောင်တော့ဘောကတော့โอเคဆိုတော့ကျွန်တော်စွမ်းနာရတဲ့ item လေးကိုချက်ကြည့်လိုက်မယ်ရတဲ့ item လေးကအများကြီးပဲရောင်ကြီးဟုတ်တယ်တစ်ဆက်လုံးရတာတို့လားသပင်လေးလည်းရရတယ်ဘောကတော့ဘယ်လောက်မိုက်လဲဟလားအရန်တန်တယ်ဗျာ classic ဟာကျွန်တော်10မိနစ်လောက်ချိန်ပေးရတယ်ရမယ့် item လေးကောင်းလေးလည်းရရတယ်ဟလား ပြီးကျွန်တော်ခနာကိုလေးပါရာသေးတယ်ဗျပါဖတ်ပန်လားပြီးရင်ကျွန်တော် left hand ဟာလား right hand ဟာလားအများကြီးအကုန်ရတယ်ပေါ့တဆက်လုံးရတာဆိုတော့ကျွန်တော်အကုန်တက်ကြည့်လိုက်မယ်တစ်ချက်တော့ဘယ်တော့မှိုက်လဲပေါ့ okay ဗောတဆက်လုံးလို့ကျင်တဲ့လူတွေတော့ဆိုတော့တော်စရာအရန်တန်တဲ့ DGC ကတော့ကျွန်တော် free ရတာဆိုတော့လေအရန်ကြီးနဲ့ချိန်ပေးစရာမလိုအရန်လဲလွယ်တယ်ယူရတာအဲ့လောက်ကြီးမခက်ဘူးဗောနော် okay ဒါဆိုရင်တော့ဗောကဒီနေ့ video လေးဗောကတို့ဒီလောက်နဲ့ပဲဗောကတို့ကျွန်တော်အဆုံးသတ်လိုက်ခြင်းနဲ့ကျွန်တော်နောက်နေ့မှာပဲထပ်ပြီးတော့တွေ့ကြမယ်နော် okay ဒါဆိုထုံးစံတဲ့ဗောကတို့ရေအားလုံးပဲ bye bye